နိုင်ငံခြားတော့ထွက်ဖူးရမယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူများတွေစီကနေတင်ယူကြရတဲ့အရင်များတယ်ပြီးလို့ရှိရင်အခု lifestyle ဆိုအခု NNN ရဲ့ lifestyle ကညီငယ်တော့ကနေဆိုလေ့ကျင့်ခန်းတွေပါမလုပ်ဘူးအမှကျတော့ lifestyle uh, exercising become like a part of lifestyle for them you know ဘယ်လိုဆိုကောနေတော့ ို9 to 5 job တွေကအစသည်လေ့ကျင့်ခန်းမလုပ်ရင်မရတဲ့အခြေအနေပေါ့နော်ပြီးလို့ရှိရင်လူတွေကလည်းလုံနေတဲ့အချိန်မှာကိုကလည်းအဲ့ဒီ society ကိုရောက်သွားတော့ကိုကလည်းအဲ့လိုလူမျိုးဖြစ်လာတယ်ကို personal development အရန်ကိုကောင်းတဲ့အလေးချင်တွေဖြစ်လာတယ်ပေါ့နော် so like အခုဆိုရင်တော့မနေ့ဆိုဘယ်နာရီထလဲအမ်နေ့ဆိုလို့ရှိရင်တချို့ရက်တွေဆို9နာရီကျော်တချို့ရက်အများတော့ပြန်7နာရီကျော်ဒီလိုမျိုးဒါပေမဲ့ပေးရစီပေးရဆိုလို့ရှိရင်မျိုးလုံးက auto point အာ 嗯，是的，嗯哼，太老些没太久，嗯嗯，变变一些，我的，太。အော်အဲ့ဆိုရင်ကတခုပြန်မေးချင်တယ်ကွာအခုဩစတြေးလျကိုရောက်နေမြန်မာလူတွေလည်းအများကြီးရှိရကွာအခုနေကတော့ဘွဲ့ဘွဲ့တခြားရတယ် ANU ဆိုရင်ဒီပြောမဆို top university ထဲမှာပါဩစတြေးလျမှာဆိုရင်နေကဘာပေါ်မှာဆိုရင်လည်းဒီ war ranking ထဲမှာပါတဲ့အကြောင်းဖြစ်တယ်ကွာအဲ့တော့အဲ့ဒီအကြောင်းပြီးတယ်ပြီးလို့ရှိရင်ဒီပြောမဆို education ကမြင့်တယ်လို့ပြောရမှာလားပေါ့နော် တချို့တွေကြတော့လေဩစတြေးလျမှာအလုပ်လုပ်ရအများကြီးရှိရအခြေခံအလုပ်တွေလုပ်တဲ့ဟာရှိရအဲ့တော့ကို့အနေနဲ့ဒီလိုမျိုးတေချာလေးဘာသာစကားကိုကျွမ်းကျင်တဲ့အတွက်ကြောင့်တခြားတခြားအလုပ်ကျန်းတွေလုပ်ဘူးလားစပီတီကူရာတို့ဘာလို့လဲရှင်းရှင်းပြောရလို့ရှိရဘူးတက်တီလည်းအလုပ်ကျန်းလုပ်နေတော့မယ်ဘယ်လိုပါမျိုးလဲ Okay so အာကျောင်းကပြီးထားတာက commerce နဲ့ comments နဲ့ပြီးသွားနှစ်ကောင်အပြီးထားအင်းအခုထက်ထိအာဂျာထဲမှာကစောနာပြုလို့ဒီအာတယောက်ထဲနေတဲ့ဟာမှာထပ်ပြီးတော့အာရလာတဲ့အချင်းကြီးထဲမှာအဲ့ financial freedom yep ကိုလူချင်းအောင်စားအာဒါဒါမဲ့အဲ့လိုမျိုးပေါ့မိဘကို Japan မလုပ်ချင်တော့မလုပ်ချင်တော့တဲ့အပြင်ဒီမှာဆိုရွှေညီမလေးလေးရှိတယ်အဲ့တော့ အမိဘရဲ့ burden ရဘလောက်ရှိရဆိုတာသိနေရတယ်။အင်းဟင်း။ဒါအခုဖြစ်နေဟိုင်းနေအောင်လို့ဆို။အဲ့ခါကျတော့ကိုကကိုကိုကို support လုပ်တာတည်းမဟုတ်ဘူး။အာကိုမိသားစုကပြန်ပြီးတော့ကြီးရှင်နေတာပါလို့အဲ့လိုပဲဖြစ်လာ။ကိုကိုရန်နဲ့တောင်းရမယ်။ကိုကိုကိုဟာကိုလည်းအာမိုဘိုးလို့ချန်ချင်တယ်ရယ်။အမ်မိသားစုတော့ကောပဲအလိုမျိုးနဲ့ပြန်ဖြည့်ရအောင်မယ်။အင်းဟင်း။ အဲ့လိုမျိုးအကန့်လေးညားလာပေါ့အေးပေါ့အာအဲ့တော့ကြောင်းတက်ခရေကနေပြီးတော့ဒီရောက်ပြီးတော့သုံးနီးလာလောက်ကျနေအာ casual job လုပ်တာဒီမှာကအလုပ်ကကြောင်းသားက um international student solution limited uh limited hour နဲ့ပေါ့နော်ဟုတ်တယ်ဆက်ဆက်အဲ့လိုလုပ်လို့ရတယ်လုပ်တဲ့ဟာမှာ တော်တော်များများ hospitality or retail or fashion there um healthcare yep အဲ့လိုမျိုးပုံစံလောက်ကြပါဘောနော်သူ minimum pay rate တွေရှိရဲ့အဲ့တော့အလုံးကျန်းလို့ဘူးလားဆိုလို့ပဲလောက်တော့啊ဆိုလို့ရှိရင်အာအလုံးသုံးခုတပြိုင်တည်းထဲလို့ပဲမလေးအာတချို့အဲ့တော့ကတော့ အဲဆိတ်ဆင်းရင်းနေရဲ့အချိန်နဲ့လည်းတိုက်သွားလဲပါတယ်။သူကဆိတ်ဆင်းရင်းနေလို့ရှင်ဘာမှစဉ်းစားချင်အလုပ်ပဲလုပ်ချင်တာမလား။အင်း။မနေ့အဲ့ရမမေမနေ့9နာရီအလုံးလုံး9နာရီ15တကူပြီ။9နာရီခွဲကြောက်ရှင်နောက်တကူဆက်လို့ညဘက်အထိည7နာရီတော့ကြည့်။ Oh my goodness ။သူကပတ်စံလဲရရပျော်လဲပျော်ရရဟိုပေါ့နော်အဲ့အလင်းရောအင်း။အာအဲ့တော့သူကသူပင်မနဲ့ဟာပင်မနာရှိတယ်။ဒါပေမဲ့အမ် it's fine it's like ကိုလုံးနိုင်နေတဲ့ လို့ညင်လို့ရှင်လှုပ်လိုက် the allow ကျန်လို့ရလို့ရလို့အာ discriminate လုပ်တယ်လို့အင်းဟိုဘယ်လိုပြောမလဲအာညမပြမဆိုရှင်အာမျိုးရှေ့လေအဲ့ဒါအဲ့ဒါအမေကိုဟိုဆောင်မင်းဖြစ်စီချင်တဲ့ engineer ပဲဖြစ်စီချင်တဲ့မဟုတ်လို့ရှင်ပိတ်မကြိုက်ကြပါဒီမှာကဘာမှအားရလောက်กว่าမနေဘူးအင်းအာဘသူဘာပဲလှုပ်လှုပ်အလုပ်တွေအကုန်လုံးက ကုန်ရှိရရကုန်ရှိရအကုန်လုံး respect ဖြစ်ကြတယ်မိမတော့ဒီဘက်ကလူတော်တော်တော်များများအကုန်လုံးကဒီ stage ကိုအကုန်လုံးကလာပြီးသားအမ်သူတို့ teenage ဒီမှာဆိုရှင်ဆက်နှစ်မဟုတ်ဘူး I don't know but like ဆက်လေးအဲ့လောက်ခဲအလုပ်စားလုပ်လို့ရတယ်อืมဟွတော်တော်များများအဲ့လိုမျိုးစားလုပ်လာတယ်သူအကုန်လုံးကသူနားလဲကြတယ်အာ အလုံးလုံးရတဲ့ဥစ္စာမှာဘာလို့ခက်ခဲဆိုပြီးတော့လဆောင်ဆိုလို့ရှိရင်ရောပဲအမ်ဒီတောင်ကတော့စားတော့ဆိုင်မှာအလုံးလုံးလို့အမ်ဟိုတောင်ကတော့စားပါတော့ company corporate ကအလုံးလုံးလို့ဆိုပြီးတော့လဆောင်ခွန်တော့လားဆိုအရင်ကွာအမ်ဘာလို့လဲဆိုတော့နောက်ပါလို့ရှိရင်အခွန်ကပြန်ဖြတ်လိုက်လို့ရှိရင်ဘယ်တော့မှမကွာတော့အကုန်လုံးအင်းအဲ့တော့အဲဒီမှာဆိုတည့်ရသူအများကြီးပဲဘွဲရတော့လုံးဝဟို ခက်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 အများကြီးတင်တာလို့ terror science တို့ပါလို့တကယ်ခက်တဲ့ philosophy တို့ပါဝင်อืมတကယ်တကယ်အပြင်မှာလုပ်နေတဲ့ field ကိုသွားကြည့်လို့ရှင် arts တို့ဒါမို့နာမည်အာအရင်ပြင်မလုံးကစားတော့ဆိုင်မျိုးဖွင့်စားထားတယ်လို့ online ငါပေါ်ပေါ်ပါ retail ပဲလုပ်တော့ရယ်ကွာအဲ့လိုမျိုးအများကြီးပဲရှိ and then အာကိုကိုတိုင်းအောင်ပဲဒီဘက်ကအာ အလုံးနဲ့ပတ်သက်လို့ရှိရင်အရင်ဟို flexible ဖြစ်ပြီးနားလည်ပြီးရဲ့ဆိုတော့ပြီးတော့ um you know asset asset မလေးလို့ပြောတယ်ဒါပေမဲ့အဲကျတော့ကိုကိုရိုင်းကအရေးကြီးကြတော့ဒီမနေ့ဟုတ်တယ်ပို့ပြီးတော့ counter opportunity တို့ရောပို့ပြီးတော့တိတ်မပင်မန်းတော့ရဲ့အလုပ် retail ဘက်မှာပြောင်းပြီးတော့လုပ်တယ်အဲ့ဒါတစ်ခါတော့နင်ငါ့ကိုကကြိုးချင်းလာပါလက်ကောက်လာအဲ့ဒီဆိုင်မှာလုပ်တော့လက်ကောက်လာဆွဲကြိုးလာ တစ်ခေါက်လက်ဆောင်ပေးသေးတယ်ဟလာအေးရန်ကုန်မှာတစ်ခေါက်တွေ့တော့2020တော့တစ်ခေါက်ငါတို့မလာဆိုင်မှာတွေ့တော့ပါလေအဲ့တော့နည်းအမအလောလောလို့ဆိုပြီးပြောတယ်အေးအကုံနီကွာမလားမသိတော့ဒါမဲ့ငါငါငါမမမီရောမဲ့ထားပါတော့အဲ့ဒီအဲ့နည်းအခုကကြတော့ပါလုံနေသေးလဲဆိုလို့ရှိရင် အလုပ်ပြီးတာက commerce ဆို commerce ကမှ major က business information systems minor က international business arm ဆိုင်ဦးလို့လုပ်နေတာအာကျောင်းတက်နေတဲ့တောက်လျှောက်လုပ်လာတဲ့ company က retail အဟမ်းအဲ့ retail မှာပဲ casual လုပ်ရင်းနဲ့ကျောင်းပြည့်ရဲ့အချိန်မှာကံကောင်းချင်တော့ manager position ရတယ်။ Oh okay. အဲ့ manager position မှာတန်ပြီးတော့ရရဲ့ဥစားကိုအာယူလိုက်ပြီးတော့အခုတစ်ထိပ်ပဲဆက်လုပ်တာ။ ဟွာလောက်ရှိပြီ6လောက်อืมပြီးွားမှာပဲအေးစစ်စစ်အခုတလုံးလဲအချိန်ကတိတ်ပြမပြီးဖြစ်တာ ਨੇ တခြားလုံးမလျှောက်သေးဘူးเนาะဒါပေမဲ့အာ slowly တဘောတဘော gonna change to my own feel နည်းမျိုး corporate level ဒါပေမဲ့အာဒီအလုံးကြီးလုံနေလို့ပါတော့အလုံးလုံးထင်သေးရဲ့ဘာမှမရှိဒီအခုလုံးဆိုင်တော့နေစီမှာတော့ကြည့်ကြည့်လိုက်တော်တော်များများ လုံးဝအရင်တော်ရတဲ့တွေ PhD လုပ်နေတဲ့တွေရော PhD ပြီးသွားပြီလောတက်ပြီးတော့ PhD ပြီးသွားပြီဒါမဲ့သူက over qualify ဖြစ်နေ။အင်းအတိတ်ရောက်ဆိုရှင်။ over qualify ဖြစ်နေတော့လုံးမပေးခက်မဲ့သူမရှိ။အာအားကြောင့်လို့ဒီ retail မှာအလုပ်လုပ်နေတဲ့သူတွေရှိတယ်။ဟုတ်တယ်နော်အဲ့ဒါလေဒီငါတို့မြန်မာနိုင်ငံမှာကြတော့အဲ့ကြောင့်အမြင်ပွင့်ရမယ်ဆိုတော့အဲ့ဒါလေပြောရပါဘောနိုင်ငံခြားတွေထွက်ပြီးတော့ သူများတွေဘယ်လိုလုပ်နေလဲငါတို့နိုင်ငံမှာကြာလို့ရှိရင်တကယ်လို့ကွာနင်ဘွဲရပြီးတော့တန်ရှင်းရေးဘာတွေဝင်လုပ်ပြီဆိုရင်တော့အတေးပြောခံရမှာကွာဒါမှဒါမဲ့အဲ့ဒီနိုင်ငံမှာကြာတော့အခုတွေ့နေတဲ့ဟာကဒါမဲ့တချို့တွေကြာတော့ဒီလိုလဲဟိုအဆိုးမြင်တဲ့ပတ်ပေါ့နော်အရန်တွေ့ရတော့ကွာဘယ်လိုဆိုတော့ my sister is there in australia as well and ဟိုကဘွဲဘလောက်ကြီးပဲရခဲ့ရခဲ့ဒီမှာခဏပြောလို့ အလုတ်ကျန်းလောက်ရတဲ့အချိန်တွေရှိတယ်အဲ့ဒီဟာကိုကိုကလေတင်ငယ်စရာမလိုဘူးကွာ you know ဟုတ်ဆိုငါတို့နိုင်ငံမှာ ਨੇ ဒီကနိုင်ငံ ਨੇ မှာမတူတာကွာလူတိုင်းကအလုတ်ကိုလေးစားကြတယ်အလုတ်လုံးနေရရင်တောင်မှလူတယောက်ရဲ့တန်ဖိုးဆိုတာရှိတယ်ဟိုတချို့ကြတော့ထားပါတော့မြန်မာနိုင်ငံမှာ master ဘွဲ့ရခဲ့တယ်အခုကဩစတြေးလျမှာငါပကံစင်းနေရတယ်အဲ့ဒီဟာကြီးကိုရှက်စရာမဟုတ်ဘူးလို့ထင်တယ်ဗောနော in my opinion yeah right yeah ပြီးလို့ရှိရင်တချို့တွေကနေ့ဟန်နေဘလောက်ဘွေးရရဒီမှာဒီလိုလိုလုပ်ရမှာပဲအဲ့လိုလည်းမတွေးခိုင်းစေချင်ဘူးသူဟာနဲ့သူဘယ်ကရခဲ့တဲ့ပညာရေးပဲဖြစ်ဖြစ်အကုန်လုံးကသူ့ညာနဲ့သူအတုံးဝင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့စဉ်းစားတွေးခေါ်တဲ့ပုံစံအစပေါ့နော်အဲ့တော့လူငယ်တွေကမများကြီးနိုင်ငံခြားထွက်ခိုင်းစေ